မင်္ဂလာပါကျွန်တော်တော့ဆိုင်ငယ်နေပညာစိတ်ဝင်စားသူများ page မှာခတ်မှုဆွေးဖြစ်ပါတယ်ကျွန်တော်တော့ဒါပထမဘူဇီအတွက်အဲ knowledge share တွေရရှိနေတဲ့နောက်ဒီမှာတိုက်ဆိုင်ဆုံးလေးထပ်ပြီးတော့ပြောစရာလေးနည်းနည်းရှိတော့ဘောเนาะဒါဒါဒီဘူးလေးဒီဆိုင်ငယ်လေးလှုပ်ရှင်တယ်ဘောเนาะဒါ smoky ဒီဟို online လိုက်ရှင်းတဲ့အေး smoky အကြောင်းလေးဒီရှင်းပြရင်းတယ်ဘောเนาะကျွန်တော် online class မှာ smoky အကြောင်းလေးရှင်းပြရင်းတယ်ကျွန်တော်ပြောစရာ ြောချင်တာလေးတစ်ခုရှိတာလို့ပေါ့နော်ဒါဆိုရှင်ဒါ K1 ဆက် SCU ဘူးပေါ့နော်အဲဘာလို့ပြောချင်တာလဲဆိုတော့အဲကိုကပထမပေါ့နော်ဘာမှမသိဘူး level မျိုးမျိုးပေါ့နော်ကိုကဘာဆိုဘာတစ်ခုမှမသိဘူးအဲ့ဒီ level ကစပြီးတော့ဒီ UU တရုတ်ပြီးတွေကိုစပြီးလေ့လာတဲ့အစဉ်တစ်ခုပေါ့နော်ဟုတ်ပြီတရုတ်ပြီးတွေကိုနည်းနည်းပပလောက်သိပြီဟိုကျွမ်းကျွမ်းကျင်ကျင်ပေါ့နော်တိတ်တိတ်ချာချာ မသိသေးဘူးဆိုတော့အစင်တစ်ခုပေါ့နော်နောက်တစ်ခုကတေယုတ်ဗီဒီယိုတော့အားလုံးကျွမ်းပြီဒါယူရီးယားဗီဒီယိုထိတဲ့ကိုကောင်းကောင်းနိုင်ပြီအဲ EFI ဘာမှမသိသေးဘူးဆိုတော့တစ်ဆင့်ပေါ့နော် Okay ဟုတ်ပြီအားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာကတော်တော်များများဘယ်လိုမျိုးတွေမှတ်ထားကြလဲဆိုလို့ရှိရင်ဒါဒီရိုးရိုးပြီးမှာပဲဖြစ်ဖြစ်ဒါ EFI ပဲဖြစ်ဖြစ်ပေါ့နော်တချို့ကြတော့တစ်ခုခုဆိုလို့ရှိရင်တို့ကအဲအများကအလှုပ်မှတ်တယ်ကြက်တယ်ပေါ့နော် ဗီဒီယိုတွေဆိုလို့ရှိရင် လိုက်ကြည့်တယ်ဗျာဟိုလိုင်းပေါ်မှာတဲ့ဗီဒီယိုတွေကအများကြီးရှိတာဟိုပစ်ချက်တွေကိုရိုက်ပြတာဒါဆိုဒီပစ်ချက်ကဘာဖြစ်တာဒါကဘာဖြစ်တာပေါ့နော်အဲပန်းမကောင်းရင်ဘလို့အင်ဂျင်နာမကောင်းရင်ဘလို့ ECD မကောင်းရင်ဘလို့အိုတုမကောင်းရင်ဘလို့ဒါထရော်ဒက်အောင်ဘလို့စေးတာစသဖြင့်ပစ်ချက်တွေပစ်ချက်တွေအများကြီးရှိတယ်ဝါရင်းလိုက်လို့ရှိရင်ဘလို့ဆိုတော့စသဖြင့်ပစ်ချက်တွေအများကြီးပဲဆရာတယောက်ကိုရင်ရိုက်ပြထားတဲ့ဗီဒီယိုတွေအများကြီးရှိတယ်ဆရာမောင်အများကြီးရှိရဲ့အဲ့တော့အဲ့ဒီဗီဒီယိုတွေအစုံလိုက်ကြည့်မယ်ဆိုကြည့်လို့တော့မစုံဘူးတနေ့နဲ့တနေ့ကလည်း ဟိုတနေ့နဲ့နေ့ကလည်းသူကပြစ်ချက်တရားမတူတဲ့ပြစ်ချက်တွေထားတယ်ကျွန်တော်ပြောရပြန်ကျွန်တော်ပြောတာဟိုကျွန်တော်တို့တော့မဟုတ်ဘူးနော်ဒီ level ထဲမှာဒီလောက်ဟိုဒီလောက်ပေါ့နော်တောက်လျှောက်လုံလာတော့မှာကိုယ့်အချိန်ထိမတူတဲ့ unseen နေကြုံရသေးတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီတော့ဘာလို့ပြောချင်တာလဲဘာလို့ပြောရတာလဲဆိုတော့ဘောင်းနေပေါ့နော်အတွေးခေါ် ဟိုအတွေးခေါ်တွေကိုဘောင်ခတ်မထားဘူးပါနံပါတ်1အဲ့ဒီဘောင်ကိုကျေဖို့လိုတယ်အဲကျွန်တော်များလည်းပြောတယ်ဒီဗီဒီယိုတွေဘလောက်ကြည့်ကြည့်မမှတ်မိဘူးတကယ်လက်တွေ့လောက်ပြီဆိုလို့ရှိရင်တခုခုပေါ့နော်အဲပြည့်စက်တွေလိုက်ပြီဆိုရှင်မတွေးတတ်တော့ဘူးကိုကြည့်ထားတဲ့ဗီဒီယိုတွေပြန်ပြီးတော့ထုတ်ယူပြီးတော့မတုံးဆွဲတတ်ဘူးဒါမျိုးတွေအများကြီးဂျုံရတယ်ဒါကြောင့်ကျွန်တော်ဒီတင်တန်းတွေပါဆိုနံပါတ်1ကျွန်တော်ဘာလောက်ပြီလဲခုအဲကျွန်တော်ဗီဒီယိုတွေကြည့်ကြည့်လိုက်ရင်သိတာပါလိမ့်မယ်ဗီဒီယိုတွေပဲကြည့်ကြည့်စာတွေပဲဖတ်ဖတ်ကျွန်တော် စကားနေအများကြီးပြောရတယ်ပြောချင်လို့ပြောတာလည်းမဟုတ်ဘူးအဲမလိုအဖက်နဲ့ပြောနေတာလည်းမဟုတ်တကယ်လိုအပ်လို့ဒီစကားတွေကိုတကယ်နားထောင်သင်လို့ငါပြောတာပါဘာကြောင့်လဲဆိုတော့ဗျာဥပမာကျွန်တော်တခုနမူနာပေးမယ်ပေါ့နော် ရေအဲ1လီတာဆန်တဲ့ရေတပ်မှုတစ်ခုဆိုပါစို့ပေါ့နော်အဲ့ဒီ1လီတာဆန်တဲ့ရေတပ်မှုတစ်ခုကို1လီတာပဲထည့်လို့ရမှာ1လီတာပဲထည့်လို့ရမှာ1လီတာကျော်ွှားတာနဲ့ရှမ်းကြမယ်ဗျာဘာမှဒီထဲဒီသူ့ရဲ့ဒီ capacity ပေါ့နော်ဒီရေဘူးကဆန်တဲ့ဝိတ်က1လီတာပဲရှိတယ်အတွက်1လီတာပဲ ထည့်လို့ရမှာဝန်ဒိတာကြောဝါရင်လက်မခံဘူးအဲလူတွေမှလည်းဒီလိုပဲဒီအတိုင်းသားတွေရှိတယ်ကိုယ့်ရဲ့ဒီဥနောက်ပေါ်တော့ကိုဘောင်ကအဲမှတ်နိုင်စွမ်းကဒီလောက်ပဲရှိရင်အဲ့ဒါကြောပြီးတော့မမှတ်နိုင်ဘူးအဓိကပြဿနာအဲ့ဒါပါမမှတ်နိုင်တဲ့မမှတ်နိုင်ပဲနဲ့ဘလောက်ပဲဗီဒီယိုတွေလိုက်ကြည့်ကြည့်ဘလောက်ပဲဟိုတနေကုန်းမထိုင်ကြည့်ကြည့်ပြဒါတွေကတအရေးအရာများဘုကနောကကျွန်တော်ပြောနေရလို့ဘောနောဝန်ဒိတာရေဘူးတဲ့ဟို ဟိုတနေကုန်ရေဖြည့်ထားဗျာဒီမှာရေပိုက်နဲ့ထိုးထည်ထားလိုက်အဲ့ဒီဟာရက်သွားတဲ့အချိန်မှာလည်းအများဆုံး1လီတာပဲကျန်နေမှာဒီလိုပဲဥလုံးမှာလည်းကို့ဒီအတွေးခေါ်တွေကမကျေပြန့်သေးဘူးဆိုရင်ဘလောက်ပဲဗီဒီယိုတွေကြည့်ကြည့်မသိဘူးတကယ်လက်တွေပေါ်မှာမပြင်းတတ်ဘူးတကယ်အခက်အခဲလေးတစ်ခုကိုကျွန်တော်ကလည်းဟိုမတွေးတတ်ဘူးဓာတ်ရိုက်တိုးတဲ့ဟာမျိုးဆိုရင်တော့ရချင်းရမှာပေါ့ဗျာသူတို့ကြည့်နေတဲ့ဟာမျိုးနဲ့ပြစ်ချက်နဲ့ဓာတ်ရိုက်တိုးတဲ့ဟာမျိုးဆိုရင်တော့အဆင်ပြေကောင်းပြင်ထန်တယ်ဒါပေမဲ့ ခဏကပြောနေရတော့ဗီဒီယိုတွေကြည့်တော့အရာမရောက်ဘူးအဲ့လိုလူတွေအများကြီးရှိရင်တော့တင်တန်းတွေတို့ဒီတက်တယ်မမှတ်မိဘူးဘာတော့နောက်ဗီဒီယိုတွေလိုက်ကြည့်တယ်တကယ်ဒီအစင်မပြေတဲ့ခါမျိုးစိတ်ပြက်နေတာမျိုးတွေရှိတယ်အဲကျွန်တော်အဲ့လိုဖြစ်ပြီးကျွန်တော်တင်တန်းကိုရောက်လာတဲ့ညကူလည်းရှိပါတယ်အဲ့ဒီအချိန်အခါကျမှသူတို့တဘောပေါသွားတာဘာကြောင့်ဒီလိုစကားတွေပြောနေရလဲဆိုတဲ့ဟာမျိုးပေါ့နော်โอเคဟုတ်ပြီကျွန်တော်တင်နှမ်းမှာဆိုချင်ပြတွေးထအောင်အများနဲ့တင်တယ်တခုဆိုတွေးပါကိုကိုတိုင်းကြင့်ပြီးတော့တွေးပေါ့နော်တွေးတော့ပြီးတော့နောက်တစ်ခုကကို တခုခုလုံလိုက်တော့မယ်ဆိုလို့ရှိရင်ကွက်ကြော်ကိုကြည်ပါကိုလုံလိုက်တဲ့ဟာကဘာတွေကိုတွားပြီးတော့ဆိုးချိုးပေးနိုင်လေအဲတခုမှကောင်းဝင်မှာတခုမှမကောင်းတာမျိုးဒါမျိုးကျွန်တော်တွေ့ဥပမာမြင်တာပြောမှဆိုရှင်ဟိုတချို့ဆိုကျွန်တော်မှာတည်းဂီယာရှက်တန်လို့ဟာမျိုးတွေဂီယာရှက်တန်နေဆိုတဲ့မှာဂီယာမြုံနေအထိုင်နေပြုံးနေပေါ့နော်အထိုင်နေကလဲသွားတယ်လဲတဲ့ခါမှာခုတယ်တချို့ဆိုတန်မှုကြီးတွေခုရိုက်တယ်သူပြရတယ်ခွေးစားနေပြန်ရိုက်တယ်ရိုက်တဲ့ခါမှာဘာဖြစ်လဲသူတို့ကတော့ဒါလေးကြက်အောင်ဆိုပြီးရိုက်လိုက်တာဒါပေမဲ့ဟိုဘက်ချမ်းဟိုဂီယာရှက်လှန့်ထောက်ထားတဲ့ ဒီ cloud on chain ပွင့်သွားတာကြီးပေါ့နော်ဒီအတန်းနဲ့ထောက်ပြီးပွင့်တာမျိုးတွေကြုံရတယ်နောက်တစ်ခုဒီတန်တိုင်းတုံးဖြုတ်တယ်တို့ကပြုတ်ဖို့ပဲဆိုပြီးအတန်းနဲ့ဖြုတ်လိုက်တဲ့ခါမှာဒီ client ဝင်သွားတာမျိုးတွေကြုံရတယ်အဲ့ဒါကြောင့်တခုခုလုံးတော့မယ်ဆိုရင်ဒါလုံးလိုက်ရင်ဘာဖြစ်နိုင်လဲဆိုတော့နောက်ဆက်တွဲတွေကတွေးတတ်ဖို့လိုတယ်ဆက်เสียတယောက်ဖြစ်တော့မယ်ဆိုဒါတွေလိုတယ်ပေါ့နော်ဒါကတပိုင်းဟိုအခြေခံတွေလုံးလုံးမကျက်နဲ့မမှတ်နဲ့ပြောရတာမဟုတ်ဘူးနော်အခြေခံတွေကလည်းအများကြီးလိုအပ်တယ်အခြေခံတွေသိဖို့လိုတယ်တက်ဖို့လိုတယ်မှတ်ဖို့အလို့မှတ်ဖို့လိုတဲ့ဟာတွေလည်းလိုတယ်ဒါပေမဲ့အမြင်တိုင်းဒီ အတွေ့အခေါ်တွေကိုပေါင်ခတ်မထားဘူး။ဒါကြောင့်ဒီကျွန်တော် online class တွေကျွန်တော်စာရေးနေစာတွေကဒီအတွေ့အခေါ်တွေကိုအရင်ဆုံးမြင့်ပေးတာပါ။အဲဥပမာဒီအတွေ့အခေါ်တွေမြင့်ပေးလိုက်ပြီဆိုကိုကိုတိုင်းလည်းအများကြီးအဆင်ပြေသွားပြီ။ဥပမာအဲဘယ်လိုပြောရမလဲပေါ့နော်။လူတွေရဲ့အတွေ့အခေါ်ဆိုတာကိုကိုကိုခတ်ထားတဲ့ bound တွေအမိုးတွေပဲပေါ့နော်။ကိုကဒီ next level ပေါ့နော်။ကိုနောက်တစ်ဆင့်တက်ချင်ပြီဆိုလို့ရှိရင်ဒီ ဟိုဒီအတွင်းအခေါ်တွေဒီအမြင်နဲ့နဲ့မှုလို့ကျွန်တော်ကနောက်တစ်ဆင့်မရောက်သေးတာဗျ။အဲ့တော့နောက်တစ်ဆင့်ကိုသွားတော့မယ်ဆိုရင်ဒီအတွင်းခေါ်တွေအမြင်တွေကိုပြောင်းပြဖို့လိုပါတယ်။ပြင်ပြလိုက်ဖို့လိုတယ်ပေါ့နော်။အဲအဓိကလည်းကျွန်တော်လုပ်ပေးတာဒါပဲတချို့ဆိုပြောနေတယ်ဟာမင်းတင်နေတက်လိုက်တော့ဘောနော်ဒီဒီဘောနော်ကျွန်တော်စာတွေဖတ်လိုက်တော့ဘောနော်တင်နေတာစာတွေဖြစ်မှာဗျာဒါကြီးလုံးလိုက်တော့ဘယ်လောက်ထိတက်သွားမှာမလို့လဲဒီတင်နေစင်းတာလည်းတိုက်ပြီး CIA ဖြစ်ပြီလားဆိုတော့ no မဖြစ်ပါဘူးဘောနော်ကိုရင်ဆက်ပြီးလေ့လာမှာလေးအများကြီးရှိတယ်ဘောနော်ကကျွန်တော်ပြောနေရလို့ပဲကျွန်တော်ကဒီ အတွေးခေါ်တွေဒီကိုချဲ့ပြီးတာပေါ့နော်ပြောမှဆိုရှင်ဒီအတွေးခေါ်တွေဆိုတာလူတွေကဒီဘောင်းတွေခေါင်မိုးတွေပဲဒါတွေကို next level ရောက်အောင်ဖောက်ထုတ်ပေးတာပေါ့ဒီတဘောပါပဲဥပမာဗျာဟိုရေတလီတာဘူးထဲမှာဆိုလို့ရှင်ဘလို့ပဲကျွန်တော်ကပဲထည့်ပြီးကိုယ်တိုင်းပဲထည့်တယ်ဒီတလီတာပြပိုးမရောက်ဘူးအကယ်၍ကိုယ့်ရဲ့ဒီစန့်နိုင်တဲ့ capacity ရပေါ့နော်ဒီဥပမာရေ9ကလန်လောက်စန့်တယ်ဘုံတစ်ခုဆိုရင်ဟို ကျွန်တော်ဆေးရနေပြီတော့ဗျာ2လီတာ3လီတာရလဲဒီထက်ကိုသွားတာပဲအဲကိုကိုတိုင်းလေးလိုင်းနဲ့ကိုကိုတိုင်းထည့်လိုက်လို့1လီတာရေး1လီတာရောက်တယ်ဒီထက်ကိုရောက်သွားကိုလည်းဒီလိုပဲပေါ့နော်အဓိကကဒီအတွေးခေါ်တွေပွင့်သွားပြီဆိုလို့ရှိရင်လေးလာတဲ့သွားပြီဒါပဲအခုအခြေခံတွေကိုလည်းသိမယ်အဲ့ဒါကျွန်တော်မျက်နှာပြောတာကျွန်တော်တင်တန်းတက်ပြီးလို့ရှိရင်လိမ့်လာတတ်သွားလိမ့်မယ်ကျွန်တော်တင်တန်းကတော့အကုန်လုံးပြည့်စုံမရနိုင်ဘူးဗျာဒါအပွင့်နေဆုံးပြောတာအဲ့ဒါဒီတင်တန်းတက်လိုက်ပြီဆိုလို့ရှိရင်အတွေးခေါ်တွေပြောင်းလဲသွားမယ်အခြေခံတွေရောက်သွားမယ် တွေးတက်သွားမယ်ဒီလိုမျိုးတွေလိမ့်လာတက်သွားပြီဆိုရင်အကုန်အတွေးအမြင်တွေပွင့်သွားပြီပေါ့နော်ဒါဆိုရင်အကုန်ပြီးပြီအဓိကကျွန်တော်သွားချင်တဲ့ target ကလည်းဒါပဲအဲဒါဆိုရင်ကိုဘာလုပ်ရမလဲဆိုတော့ကျွန်တော်လည်းပြောပြစီရမလို့သိပါမယ်ကိုတိုင်းလုံးဆက်ရှိတာဆက်လုံးဖြစ်သွားလိမ့်ပါမယ်အရှင်တခုရောက်ပါလိမ့်မယ်ပေါ့နော်ဟာကျွန်တော်ပြောနေရလို့ပဲကို့မှာဟာဒီငါးကလန်ရေပုံးတခုလောက်ရှိနေပြီဆိုရင်ကျွန်တော်စီကတခါလမ်းပဲရရငါးကလန်းပဲရရဟုတ်တယ်မလားကိုကျန်တဲ့ဟာဒီ အဲကျွန်တဲ့နေရာနေကိုဖောင်ကိုဘလို့ပဲရှာထက်တဲ့အဓိကဒီထဲပြေသွားဖို့ပဲလိုတယ်ပေါ့နော်အဓိကဒါပဲအခြေခံနေပိုင်ရမယ်လေ့လာတတ်ရမယ်ဖြတ်ထုတ်ဉာဏ်ကြီးရှိရမယ်အဲဖြတ်ထုတ်ဉာဏ်ဆိုတာအခြေခံနေကပါသိနေတာလေနောက်တစ်ခုကသုံးသက်တန်ရမယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဘယ်ဥစ္စာပဲဖြစ်ဖြစ်မျက်စိမှိတ်ပြီးမယုံတတ်ဖို့ဆိုင်ကလေးကဒီကျူကဒီရောင်ကွာဆိုမျက်စိမှိတ်ပြီးကောက်ပြီးလှုပ်လိုက်တော့ထိပါတာအများကြီးပဲအဲ EFI ဖီးဒီမှာဆိုပိုးဆိုးတယ်အဲကျိုးတွေ တတိထားရတယ်ဥမာ CKB အစ်စ်ဟိုကွိုင်းနေဖြုတ်လိုက်တယ်ပြန်တက်လိုက်တော့ကွိုင်းကျိုး CKB ကျိုးတစ်ခု frame နဲ့ပေါက်ထီလို့ EC ကိုလစ်သွားတာလည်းတပုံကြီးရှိတယ်အဲ့တော့တခုခုဆိုရင် down set အောင်လုပ်ပါတယ်ဖြတ်ထုတ်ညံနေသုံးပါတယ်စိတ်ဆက်သေးကြရတယ်နောက်တစ်ခုကဟိုမျက်စိမှပြုံလို့မရဘူးကွနော်ဒီကျိုးကဒီရင်ဆိုခွက်နဲ့ကောက်တက်လို့မရဘူးသေးကြအောင် စစ်ဆေးရတယ်အဲ့ပြီးတော့ line မှာရှိပါဘူးဆိုတော့တချို့စေနာလည်းပြော အကုန်လုံးဆေးနာနဲ့ဗျာဒီပေါ်တင်နေဆိုရင်အသိစေခြင်းလို့တင်တာဒါပေမဲ့တချို့နည်းနည်းလေးမှားတာမျိုးလေးတရှိဒါပေမဲ့ကိုကဒီလိုအခြေခံနေသိပါပြီဆိုတော့ဒီဥစ္စာမှားတာမှန်လားဆိုတော့တုံးတက်နိုင်တဲ့ဟိုဒီ level လေးတွေဒီ level လေးတွေရှိသွားပြီပေါ့နော်အဓိကဒါလေးဆိုလို့ရှိရင်အဲမှန်လားမှားလားနိုင်လို့တင်လားဒါလုံးဝပါဖြစ်နိုင်နေဆိုကိုယ်တိုင်လည်းစုံပြတ်တတ်တဲ့ အလေးချင်းလေးရှိဖို့လိုတဲ့နေရာဒကာတိုင်းမျက်စိမိတ်ပြီးမေယုံကိုကျွန်တော်သင်တဲ့အဓိကဓာတ်တွေကို train ပြီးတာဗျာအဓိကတော့လူတွေအတွေးခေါ်တွေပြောင်းလဲပြီးတာအတွေးခေါ်တွေပြောင်းလဲပြီးလို့ရှိရင်ဘောင်းတွေချဲသွားမယ်အမိုးတွေမြင့်သွားမယ်လူတွေအတွေးခေါ်အဲဆိုအဓိကဒီဘောင်းတွေပဲဘောနော်ဓာတ်တွေချဲသွားပြီးဆိုရင်ကိုယ်တိုင်အကုန်လုံးပါလို့မဆိုသိသွားပါလိမ့်မယ်โอเคပါဆိုဒီ online class တက်ချင်တဲ့ဆိုတဲ့ညီကိုတွေရှိရင်လည်းဒါဆိုင်ကနေပညာစိတ်ဝင်စားသူများဆိုတဲ့ page messenger မှာဆက်သွယ်တက်ရောက်လို့ရပါတယ် ီ TikTok message ပေါင်းမှလည်းဆက်သွယ်တဲ့ရောက်လို့ရပါတယ်။ဒီမှာဒါလေးပြောပြတာပါကျွန်တော်နှစ်မကုန်ခင်ထိဒီ online class ကလေးတွေနည်းနည်းလေးပြန်ပြီးလုပ်ပေးမယ်ပေါ့နော်။လူပါလေးတွေဖြည့်ပေးမယ်။မေးတာလေးတွေပြန်ဖြည့်ပေးပါမယ်။